မင်္ဂလာပါရှင် PSM News ရဲ့နိုဝင်ဘာလ14ရက်နေ့အတွက်မူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါတော့မယ်။မင်္ဂလာပင်လယ်တောင်ပိုင်းမှာလေပွေလိုင်းတစ်ခုဖြစ်ပေါ်နေပြီးနိုဝင်ဘာလကုန်ပိုင်းမှာမုန်တိုင်းတစ်ခုဖြစ်လာနိုင်ခြေရှိတယ်လို့မူလဝတ္ထပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒီအခြေအနေကြောင့်ဒီနှစ်နိုဝင်ဘာလ14ရက်နေ့မှာတော့အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာမိုးအနှဲငယ်ကနေအထင်အရင်ရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ အထူးသဖြင့်တနင်္သာရီတိုင်းမှာမိုးတိမ်တောင်နေအားကောင်းနေရကြောင်းလေပြင်းတိုက်တာမိုးကြိုးပြစ်တာလိုမျိုးရုတ်တရက်ဖြစ်ပေါ်တတ်တဲ့မိုးလေဝသအန္တရာယ်တွေကိုသတိပြုဖို့လိုအပ်ပါတယ်။မြမပင်လေပြင်းမှာတော့လှိုင်းအထင်တင်ရှိပြီးလှိုင်းအမြင့်ကတော့၅ပေကနေ9ပေလောက်ထိရှိနိုင်ပါတယ်။မြမနိုင်ငံမှာတော့အရှိမျောက်လေအေးတွေဝင်ရောက်လာပြီးဆောင်းအငွေ့တက်တွေစတင်ခန့်စားနေရပြီဖြစ်ပြီးနေရာအများပြားမှာမြူထူထက်စွာကြာဆင်းနိုင်တာကြောင့်ခီးသွွာလာသူတွေအနေနဲ့အထူးသတိပြုကြဖို့လိုအပ်ပါတယ်။ မြူဆိုင်နိုင်ခြေရှိတာကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းနေပြည်တော်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ကျန်းကုန်တိုင်းတို့မှာပဲဖြစ်ပါတယ်။အထူးသဖြင့်ညပိုင်းနဲ့မနက်အစောပိုင်းခီးသွားလာကြသူတွေအနေနဲ့ကုန်းချောင်း၊ရှေချောင်းနဲ့လေချောင်းခီးစဉ်တွေမှာအနေနဲ့မဖြစ်အောင်ခီးပြူသွားလာကြဖို့အကြံပြုအပ်ပါတယ်။လာမယ့်နှစ်ရအတွင်းမှာတော့မန္တလေးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာညအပူချိန်တွေအနည်းငယ်လျော့ကျလာနိုင်ပြီးအေးအေးပူလာနိုင်ပါတယ်ရှင်။ မူလဝဒဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်းကျင်သာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေစဉ်မူလဝဒအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ PSM ကိုကြည့်ရှုကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာပြည်သူပြည်သားတွေလည်းကျန်းမာဘေးကင်းစွာနဲ့သဘာဝဘေးအန္တရာယ်အတွေ့အတွေ့ကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။